ဆက်တနစ်တာအရွယ်သာရှိသေးပေမဲ့တိတက်လိမ်မာလို့အလုံးလို့ရင်ညီလေးနဲ့ညီမလေးကိုစောင့်ရှောက်နေတဲ့ဒါလေးထင်လင်းအောင်ပရိသတ်များအလုံးမဲမင်လာပါရှင်အခုခေတ်ကြီးထဲမှာရိုးသားမှုတွေပျောက်ဆုံးလာတဲ့လူတွေကခိုးကြဝက်ကြတောင်းစားကြနဲ့ပြဿနာတွေရှုပ်ထွေးနေရဆိုတဲ့ဇာတ်ရည်ကိုကျမတို့မကြခင်နာကြားနေရပါတယ်အထူးသဖြင့်တချို့တွေကဆိုရင်မရှိလို့ဆင်းရဲလို့ခိုးစားတာက အပြစ်မဟုတ်ဘူးသူတို့မှလည်းအခက်ခဲရှိလို့ဒီလိုလုပ်ရတာပေါ့ဆိုတဲ့အတွေးခေါ်မျိုးတွေခိုးယူမှုကိုမှန်ကန်တဲ့အောင်ပြောဆိုစင်ကြေးပြီးတဲ့ဇာတ်မျိုးတွေကိုတောင်း လူမှုကွန်ရက်ပေါ်မှာကြားလာနေရပါတယ်။ဒါပေမဲ့ဘဝမှာဘလောက်ပဲအခက်အခဲတွေကြုံနေပါစေဘလောက်ပဲဆင်းရဲမွဲတည်နေပါစေမယိုးသားတဲ့လံကိုလုံးဝမရွေးချယ်ပေနဲ့ကိုယ့်ရဲ့ကုန်တဲ့ကကိုယ့်ရဲ့ယိုးသားမှုနဲ့အကျိုးစားရုံးကန်နေတဲ့သူတွေကလည်းအများကြီးရှိနေပါသေးရဲ့ဆိုတော့တသက်ပြနေရဲ့ဖြစ်ရလေးတခုရှိလာခဲ့ပါရဲ့ရှင် ဒီနေ့ပြောပြမယ့်သူကတော့အသက်17နှစ်ပဲရှိသေးတဲ့ကလေးငယ်လေးတစ်ယောက်ပါသူ့ဘဝမှာမိဘနှစ်ပါးလုံးရဲ့အရေးအဝါဒကိုမရရှိပေမဲ့သူ့ထက်ငယ်တဲ့ညီလေးညီမလေးတွေကိုရိုးရိုးသားသားနဲ့လောက်ကန်ကျွေးမွေးဆောင်ရှောက်နေတဲ့ကလေးသူရဲ့ကောင်းလေးတစ်ယောက်ပါပဲဒီကလေးငယ်လေးရဲ့ဘဝအခြေအနေကတကယ်ကိုရင်းနှင်းစရာကောင်းလာပါတယ်ရှင်သူရဲ့ဖခင်ကသူတို့ကိုထားပြီးတော့ထွက်သွားခဲ့ပါတယ်မိခင်ဖြစ်သူကတော့ကန်ဆိုးစော်နဲ့ကတိုင်မှုဖြစ်ပြီးပေါင်ကြိုးကဈေးရုံမှာတက်ရောက်ကူတာမှုခံယူနေရပါတယ်ဒီတော့အိမ်မှာကြံခဲ့ရကအသက်17နှစ်ပဲရှိသေး ေးတဲ့အကိုကြီးရဲ့သူ့အောက်ကမောင်လေးညီမလေးတွေစုစုပေါင်းမောင်နှမ၄ယောက်ပါပဲသူတို့မှနေစရာအိမ်မရှိပါဘူးညညဆိုရင်လမ်းပေး platform တွေပေါ်မှာကြုံတလို့အိတ်ကြရပါတယ်အသက်၁၇နှစ်ဆိုတာကလေးပြီးပြီးဆော့ကစားပြောပါရမယ့်အရွယ်ပေါင်း ဒါပေမဲ့ဒီကလေးငယ်လေးကတော့သူ့ရဲ့ပခုံးဘော့ကိုရောက်လာတဲ့တာဝန်တွေကိုအရွယ်နဲ့မလိုက်အောင်တိတက်လိမ်မာစွာနဲ့ထမ်းပိုးထားပါတယ်။သူဟာအခုဆိုရင် workshop တစ်ခုမှအလုပ်ဝင်လုပ်နေပါတယ်။သူ့ရဲ့တနေ့လောက်အားကားကတထောင်ချက်ပါပြီးတော့ထမင်းနဲ့နဲ့ကြွေးပါတယ်။သူအလုပ်ကရလာတဲ့ထမင်းလေးကိုသူ့ရဲ့ညီလေးညီမလေးတွေစားဖို့ပြန်ယူလာပြီးခွဲဝေကြွေးမွေးပါတယ်။အငယ်ဆုံးကလေးလေးကိုဆိုရင်သူကိုယ်တိုင်နှုတ်ဘူးတိုက်ပြီးတော့သိရပါတယ်။ ဒါဟာတကယ်ကိုအရွယ်နဲ့မလိုက်အောင်တာဝန်ယူတတ်တဲ့မိဘမရှိတဲ့နောက်မှာအကိုကြီးအဖရာဆိုသလိုမောင်နှမတွေကိုပြုစုဆောင်ရှောက်နေရဲ့မြင်ကွင်းမှာပဲဒီကလေးငယ်လေးကိုမိကြီးရဲ့ခါမှာသူ့ရဲ့အကြီးမားဆုံးစန်တာကအမေမြမြန်နေကောင်းပြီးပြန်လာရင်အိမ်လေးနဲ့အတူတူနေနေတယ်။လမ်းဘေးမှာအိရတာကိုသူအရန်ကြောက်တယ်လို့ဆိုပါတယ်။နောက်ထပ်သူ့ရဲ့ကြီးမားတဲ့စန်တာတခုကသူ့ညီလေးညီမလေးတွေကိုပညာတတ်ဖြစ်စေချင်တာပါ။သူပြောတာကပညာမတတ်ရင်လမ်းဘေးမှာနေရတယ်။ဒါကြောင့်ညီလေးညီမလေးတွေကိုပညာတတ်ဖြစ်အောင်သင်ပေးချင်တယ်လို့ရင်ထဲကလာ တဲ့ဇကားတွေကိုပြောခဲ့ရပါဒါပေမဲ့သူ့ကိုသူအတွက်မေးတဲ့ခါမှာတော့သူကအကြောင်းပြန်မတက်ချင်တော့ဘူးလို့ဆိုပါတယ် သူကအလုံယုံမှာပဲဖြစ်ဖြစ်ရတဲ့နေရာမှာပဲဖြစ်ဖြစ်အလုံလုံပြီးတော့ညီလေးညီမလေးတွေကိုရှာဖွေကျွေးမွေးဆောင်ရှောက်သွားခြင်းနဲ့လို့ဆိုတာပါဒီနေရာမှာမရှိလို့ခိုးစားတာအပြစ်မဟုတ်ဘူးဆိုတဲ့စကားကအမှားရင်းကြောင့်ဒီ၁၇နှစ်တားလေးကတက်တည်ပြလိုက်တာပါသူ့မှာမိဘမရှိဘူးအိမ်မရှိဘူးစင်းရဲတယ်ဒါပေမဲ့သူတစ်ပါးပစ္စည်းကိုခိုးယူဖို့မယုံမသားလို့ဖို့သူလုံးဝမစင်စားခဲ့ပါဘူးသူရွေးချယ်ခဲ့တာကကိုယ့်ရဲ့ချွေးနဲ့ကိုယ့်ရဲ့ကာယအားနဲ့ကိုယ့်ရဲ့ယူသားမှုနဲ့တနေ့ကိုတထောင်ချက်ပဲရရအလုံလုံပြီးတော့ညီကောင်မောင်နှမတွေကိုကျွေးမွေးဆောင်ရှောက်ဖို့ပါသူ ူရဲ့ယူသားမှုသူရဲ့တာဝန်တည်တတ်မှုသူရဲ့ညီအကိုမောင်နှမပေါ်မှာထားတဲ့မေတ္တာတရားကတကယ်ကိုလေးစားအထူးယူစရာပါ။ဒါကြောင့်အစင်းရဲမွေးတည်မှုဆိုတာလူတယောက်ကိုဂုံတိတ်ခါမဲ့အောင်မယိုးမသားဖြစ်အောင်လုပ်ဖို့အတွက်စင်ကြေတစ်ခုလုံးဝမဖြစ်နိုင်ဘူးဆိုတာကိုဒီကလေးငယ်လေးရဲ့ဖခင်ကသတိပြနေပါရဲ့ရှင်။ဒီဗီဒီယိုကိုချစ်ချွနေကြပါရိသတ်တွေနေနဲ့အသက်17နှစ်နဲ့မိသားစုတာဝန်ကိုယူသားစွာထမ်းပိုးနေရတဲ့ဒီကလေးငယ်လေးရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခံစားရလဲဘယ်လိုထင်မြင်ယူဆလဲဆိုတာအမှတ်ချက်ပေးခဲ့ပါအောင်နော်။ချစ်ချွပေးရတဲ့ ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။